တနိုင်ကလုံးစောင့်နေကြရီမြန်မာနိုင်ငံရဲ့အလားအလာအကောင်းဆုံးဖိုက်တာ ဖြစ်တဲ့သွေးရင်ထဲထူပွေးကြီးကတော့ရောက်ရှိလို့လာပါပြီမိဘပြည်သူများပြည်သက်များသွေးရင်ထဲနိုင်ပြီလို့သာတတ်မှတ်လိုက်တော့ဗျတချို့သောပွေးချော်သုံးသက်တဲ့သူတွေကဒီပွဲကသွေးရင်ထဲဟာနော်ဂျေရှွာဘန်ကချန်ပီယံကြီးပန်တိုဂျာကိုထိုးရတယ်လို့မျိုးထိုးရတာလုံးဝမလွယ်ကူဘူးတကယ်လေးဂျန်တယောက်ကိုနော်တက်တက်ဆာလူငယ်လေးကသွားထိုးရတယ်ဆိုရင်အနေထားမျိုးနဲ့ဒါသွားပြောကြရပေါ့နော်အဲ့လိုတော့မပြောသင့်ဘူးနော် ဒါဂျော့ရှွာဘန်နဲ့ပန်ဒူဂျာထိုးမဲ့ပွဲနဲ့နှိုင်းရှီလို့မရဘူး။ဘာကြောင့်လဲဆိုတော့စိုင်းရီဆိုတာဘလောက်ပဲလေးချင်ဖြစ်ခဲ့ဒီဖြစ်စေအခုချိန်မှာအသက်က43ကိုဝင်ပါတော့မယ်ဗျ။ဆိုတော့နော်မနေ့က face off ကိုကြည့်တဲ့သူဆိုရင်စိုင်းရဲ့မျက်နှာကိုသေချာကြည့်။တော်တော်လေးကိုဒီကောင်ကဘယ်လိုပြောလဲ physical ဘိုင်းဆိုင်ရာမှာနော်လေးချင်ထားရင်တောင်မှနော်တော်တော်လေးကိုကြာနေပြီဆိုတော့ကျွန်တော်နေတွေ့ရတယ်ပေါ့နော်။ဆိုတော့သူ့ကိုအထင်သေးလို့တော့မဟုတ်ဘူး။ ိုဆိုင်ကတော့ပွဲချူเนาะပွဲချူဒီအင်တာဗျူးမှာပြောတယ်ဒွေးလင်းထက်ကိုကျွန်တော်တို့မွေထိုင်းဖိုက်တာတွေကိုစားအနိုင်ထိုးပြမယ်เนาะဒွေးလင်းထက်ဒီ1ချန်ပီယံရှစ်မှာခဏပွဲဆက်တိုက်စလုံးကထိုင်းဖိုက်တာတွေနဲ့ပဲထိုးရတယ်အကုန်လုံးကမွေထိုင်းဖိုက်တာတွေကြီးပဲအကုန်လုံးနီးပေါင်းအနိုင်ယူလိုက်တယ်ဗောလေတပွဲပဲရှုံးတယ်เนาะအဲ့ဒါတော့နစ်နဲ့နည်းနည်းပါးပါးမှားသွားလို့ရှုံးတာเนาะ ဆိုတော့ဟိုဘယ်လိုပြောရမလဲမွေးထိုင်းလောကအတွက်ကလဲစားချိန်မဲ့နေတာထိုင်းဖိုင်တာတွေနော်ဒါအတွက်ပေါ့လေကလဲစားချိန်မဲ့နေတာထိုင်းဖရိတ်တက်တွေအကြိုက်ဒါပဲမဲ့သွေးလင်းထက်က 5IG ကောင်းတယ်ကောင်းဆုံးကတော့ဗာလေးဆိုတော့နော်သွေးလင်းထက်ဟာဘယ်လိုပြောရမလဲအသက်အရွယ်အပိုင်းခြားတော်တော်လေးကိုနော်ကွာဟနေရဖြစ်တဲ့အတွက်ကျွန်တော်တို့တော့အားသာချက်ကြီးကြီးမားမားတစ်ခုပါပဲဒီဝဲကိုသွေးလင်းထက်နိုင်ပြီလို့သာတတ်မှတ်လိုက်တော့နိုင်ကိုနိုင်စေရမယ်ကျွန်တော်တရားရခိုင်တို့ခံမနေတရားရခိုင်တို့အာမခံပါရဗျာ